Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြူတန်ကျော်ပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကအာကျွန်တော်အနေနဲ့ပေါ့နော် project တစ်ခုစပြီးတော့ကျွန်တော်ဖန်တီးတော့မယ်ဆိုရင်အာဘယ်လိုမျိုးလုပ်ငန်းစဉ်တွေအဆင်ဆင်လှုပ်သွားရလဲဆိုတဲ့အကြောင်းကိုအာပြောပြပေးပါမယ်ခုကျွန်တော်ပြောပြသွားမယ်လုပ်ငန်းစဉ်တွေကအာကုမ္ပဏီတွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်အာမတူနိုင်ဘူးပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးတယောက်တည်းအာ run ရတယ်အလုပ်လုပ်ရတယ် အဲ့ခါကျတော့ကိုနီကိုဟန်နဲ့ကိုအော်လုံနေရတာဆိုတော့ကုမ္ပဏီကုမ္ပဏီတွေမှာသွားနေတဲ့လုပ်ငန်းစဉ်ပုံစံတွေတော့မတူနိုင်ဘူးပေါ့နော်ပထမဆုံးတစ်ခုကအာ discussion လောက်တာပေါ့နော်အကြံဉာဏ်ဆွေးနွေးတာပေါ့နော်အဲ့ဒီပထမဆုံးခြေလှမ်းကအရင်အာအရေးကြီးတယ်ပေါ့နော်တစ်လျှောက်လုံးအတွက်ကိုအရေးကြီးတာဗျာအာတချို့ကဥပမာအာလူတစ်ယောက်ကပေါ့နော်ကျွန်တော်စီကိုလာပြီးတော့အာ project လာပြီးတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့အချိန်မှာ developer အုံနောက်နဲ့သွားပြီးတော့ အစဉ်းစားလို့မရဘူးဗျာဒီလားသူလိုချင်တဲ့ဟာကိုပုံမှန်လူတယောက်အနေထားအတိုင်းအဲ့လိုမျိုးအချမ်းမြင်အဆွေးနွေးပေးနိုင်မှုကအရေးတကြီးကိုလိုတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအဒီကွာရီရေးလိုက်ရင်ဘယ်လိုပဲပါအဲ့ဒါစဉ်းစားလို့မရဘူးဗျာဒီရဲ့အစောပိုင်းအချမ်းမြင်ဆွေးနွေးတဲ့ဟာမှလေပုံမှန်လူတယောက်အတိုင်းပဲကျွန်တော်တို့ကအသူတို့ရဲ့အုံနောက်အတိုင်းပဲကျွန်တော်တို့လိုက်ပြီးတော့တွေးပေးဖို့လိုတာပေါ့နော်တခါလေကိုကအရန်ကောင်းစေခြင်းတဲ့ဟာမျိုးတွေ အာရှိတယ်နောက်ကနေငါဘယ်ဆာဗာနဲ့ဘလို့တင်လိုက်ရင်လူကဘယ်လောက်တော့ဒုံတို့အဲ့ဒါရေအစောပိုင်းမှာအဲ့ဒါကြီးမဟုတ်သေးဘူးပေါ့နော်အဲ့ဒီအကြမ်းပြင်းဆွေးနွေးတဲ့ခြေလန်တလန်အဲကျွန်တော်တို့ပြောတာပေါ့နော်အဲ့ပိုင်းမှာအဲ့ဒါကြီးမဟုတ်သေးအဲ့တော့ तू လိုချင်တဲ့ဟာဘာလေးလဲဘလို့လဲတချို့ဆိုမသိဘူးညာမသိလို့ရှိရင်ကျွန်တော်တို့က suggestion ပြန်ပေးရတယ် ဟိုတချို့ကြတော့လေကျွန်တော်တို့ sketch ပုံစံနဲ့ဟိုလာတာဒီလိုဒီလိုဒီလိုမျိုးပုံစံနဲ့ကျွန်တော်ဆွဲထားတယ်ဒီလိုလေးလုပ်ချင်တယ်အဲဆိုတော့တော်တော်လေးအဆင်ပြေတယ်ဗောနော်တချို့ကြလုံးဝကိုမသိတာ application တကူတော့ तू လုပ်ချင်တယ်သူရဲ့အာလုပ်ငန်းအတွက်အဆင်ပြေသွားအောင်သူ့လုပ်ငန်းပို့ပြီးတော့အာလေပတ်မှုပုံမြန်သွားအောင်ဗောဗျာအဲစင်းရင်တချို့တချို့လုပ်ငန်းတွေဆိုလို့ရှိရင်စင်းရင်ပိုင်းတွေပါလေလို့မျိုးအာရှုပ်ထွေးနေတဲ့ဟာတွေရှိတယ်ဗျာဒါ application နဲ့ရှင်းလို့ရလားအဲ့လိုမျိုးလာမေးတဲ့ဟာတွေလည်းရှိတယ်အဲဆိုကျွန်တော်တို့ကနေပြီးတော့ပြော okay application မှာဒီလိုဒီလိုဒီ အာလုပ်လို့ရတယ်ကျွန်တော်တို့ကလည်းသူတို့ရဲ့လုပ်ငန်းစဉ်တွေကိုတီးဖို့လိုတယ်အဲ့လိုပဲအဲ့အခါကျမှကျွန်တော်တို့ဘယ်လိုလုပ်ပေးနိုင်လဲဆိုတာကိုပြန်ပြီးပြောပြလို့ရမှာပေါ့အဲ့ဒီအဲ့လိုမျိုးအကြမ်းမြင်ဆွေးနွေးမှုတွေပေါ့နော်အာအစောပိုင်းမှာလုပ်ရတယ်အဲ့ဒီຢာတွေကလုံးဝလလားမှ development နဲ့လုံးဝမဆိုင်တဲ့အပိုင်းပေါ့နော်အဲ့မှာသွားပြီးတော့အာ development ကိစ္စနဲ့သွားပြီးပြောလိုက်ပြီးဆိုလိုက်ပြီးဆိုတော်တော်အားရုံနောက်သွားပြီးကိစ္စအလေးအဲ့အစောပိုင်းမှာအဲ့အဲ့တခုပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံရဒါပြောပြတာပေါ့နော်တချို့အများစုနဲ့လည်းတွေ့ချင်မှအတူလိမ့်မယ်ပေါ့နော် ဲ့တော့ပထမဆုံးတစ်ခုကအဲ့ဒီအကြမ်းဖျင်း discussion လုပ်တဲ့ဟာပေါ့နော်အဲ့ဒါလေးကျွန်တော်စပြီးတော့လုပ်တယ်ပေါ့နော်ခုဒုတိယတစ်ဆင့်မှာကြာတော့အဲ့လိုမျိုးအာဈေးနှုန်းတွက်ထုတ်မှုအပိုင်းနေအာပြီးသွားပြီဆိုရင်ဒီဈေးနှုန်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ဒီကိုပိုင် invoice တွေပေါ့နော် invoice တွေလာပေးတဲ့အပိုင်းတွေဆက်ပြီးတော့လုပ်တာပေါ့နော်အဲ့ဒီမှာမှတကယ်အသေးစိတ်ဒီ server ဘာ server တုံးမယ်အာပြီးွားရင် အာအသေးစိတ် scope ကိုကျွန်တော်ချပြီးတော့ရေးလိုက်တယ်ကိုလက်လန်းမီတလောက်ပေါ့နော်လက်လန်းမီတလောက် scope ကိုချပြီးတော့ရေးလိုက်တယ်ဒီ flow ပဲပါမယ်ဒီ system ပဲလုပ်မယ်ဒီ system တို့အာပတ်စံတလောက်လောက်အာကုန်ကြမယ် server ကြီးကဘယ်လောက်ကုန်ကြမယ် server မှာဘယ်လိုတွေမတင်ရဘူးဘာညာတရကကအစားအကုန်လုံးအာထည့်ပြီးတော့အာ invoice ကိုထုတ်တာပေါ့နော်ပြန်ဟို domain ဝယ်တဲ့ဟာတွေအရစာပေါ့เนาะအဲ့ဒီဟာမှမှအဲကျွန်တော်တို့အဲ့ဒီဟာလေးသိချာအဲ့မှလည်းပြင်ပန်းနေဗျာ အကောင်းလက်တားအစားတယ်ပင်လက်တားပင်မှန်တယ်မရေးရသေးဘူးဒီစာရေးမရေးရသေးဘူးကုတ်မရေးရသေးဘူးပြောတာနော်ကုတ်မရေးရသေးဘူးဒီစာရေးရေးနေရတယ်စဉ်းစားနေရတယ်ဆိုတာကဒါနောက်ပိုင်းအတွက်ပေါ့နော်ဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီဟာကျွန်တော်တို့မလုတ်ခဲ့ဘူးဆိုလို့ရှင်ဒါနောက်ပိုင်းမှာအဲသူတောင်းဆိုမှုတွေများလာမယ်ကျွန်တော်တို့ဒါမဟုတ်သေးဘူးတောင်းဆိုမယ်အာပြီးွားပြီဆိုရင် အာကျွန်တော်တို့ဒီ developer ဘက်ကနေလည်းမဟုတ်ဘူးဒါ server ရပြောခဲ့တာဒီလိုဟုတ်တယ်အဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြောနေပြောလိုက်ဒီကိုကလှုပ်ပေးရလိုက်အာပြောလိုက်မနေနဲ့လှုပ်ပေးရလိုက်နဲ့အဲ့လိုမျိုးတွေကြာလာကြာလာလို့ရှိရင် developer အဲ့လိုမလှုပ်ချင်တော့စိတ်ပြက်လာတာကဒီရဲ့အာ project ပေါ်မှာအဲ့လိုတွေမဖြစ်အောင်လို့ပေါ့နော်အဲ့မှာအာဒီ pricing တကူအာဆွဲပေးရတယ်ပေါ့နော်အဲ့ pricing ဆွဲတဲ့အချိန်မှာခုနကလိုမျိုးအာ block scope အတွင်းမဲ့အာ block scope ပဲလှုပ်ရလှုပ်ပေးမယ်ဆိုတော့ ာပေါ့နော်ဒီ scope ပေါ်မှာဒီကုန်ကြစည်ရိတ်အာရှိပါတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အာစာချုပ်လိုတော့မဟုတ်ဘူးဗျာဒီကျွန်တော်ကတော့အဲ့လိုမျိုး PDF file တစ် file နဲ့ကျွန်တော်ကိုယ်တိုင်စာရေးပြီးတော့အာထုတ်ပေးလိုက်တာပေါ့နော် Gradia တရားပတ်ကြည့်ဒါကျွန်တော်တို့အတီးပြုတ်ပြီးသွားပြီဆိုရင်အာကျွန်တော်ကိုကြိုးပြီးတော့အာ initial ဒီ30%ပေါ့နော်ကျွန်တော်တောင်းထားတယ်30%ကျွန်တော်ပေးထားဖို့လိုတယ်အဲပေးထားဖို့လိုတယ်အဲ့ပြီးသွားမှကျွန်တော် development စာပြီးတော့ အာလုံမယ်ပေါ့နော်ဒီတဲ့ဟာကိုတိချဖက်အဲ့ဒီတဲ့ဟာအတိုင်းပဲကျွန်တော်တို့အာဖန်တီးမှာပေါ့နော်တချို့ရှုပ်တဲ့အပိုင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်အာဒီဇိုင်းတွေပါအဲ့လိုမျိုးဆွဲဆွဲပေးလိုက်တာရှိတယ်ဆွဲပေးလိုက်တယ်ဆိုတာဟို bootstrap glue ဒီဇိုင်းတွေပြီးွားရင်ဒီတင်းဝင်လိုဒီဇိုင်းတွေအဲ့လိုမျိုး UI ဟိုဟာတွေကကုတ်ရေးစရာမလိုပဲနဲ့ online ပေါ်မှာရှိနေပြီးသားတွေပဲအဲ့2တွေကျွန်တော်ယူသုံးပြီးတော့အာ figma နဲ့ပြပြလိုမျိုးဒါဖြည့်ညက်ကလေးလုတ်ပေးလိုက်တယ်ပေါ့ဗျာဒီလိုဒီလိုဒီအောင်နဲ့ဒီဟာဖြစ်မယ်အဲ့လိုမျိုးပေါ့နော် feature ပြန်ပြီးရှင်းပြ အတီးပြူရတယ်ပေါ့နော်အဲ့အချိန်မှာနည်းနည်းလေးတော့အာကြာတယ်ပေါ့နော်ကျွန်တော်တို့ကြာတယ်ဆိုတာတခါလေးလည်းမြင်မြန်ပြီးသွားနိုင်တယ်တခါလေးကြောက်လည်းနည်းနည်းလေးအာကြာတယ်ပေါ့နော်အာတို့ကပြန်ပြင်လိုက်အဲကျွန်တော်ကဇီးနှုံအဲသူပြင်တဲ့ပုံမှာဇီးနှုံကိုပြန်ပြီးတော့ပြင်လိုက်အဲ့လိုမျိုးလေးအမျိုးလေးအဲ့လိုမျိုးလေးလောက်ရတာပေါ့နော်အာအဲ့တော့ဒုတိယတစ်ပိုင်းကတော့အဲ့လိုမျိုးအာ scope ကိုကျွန်တော်ရအောင်ဆွဲတယ်ပြီးတော့ edge scope ပုံမှာ ကုန်ကြစည်ကို သတ်မှတ်တွေပေါ့နော်ဒီမှာကျွန်တော်ဘဟုတုတပြောချင်တာလေကျွန်တော်တို့က website တစ်ခုစပြီးတော့ဖန်တီးမယ်ဆိုလို့ရှိရင်ဒီ page ဒီပိုင်းနဲ့သွားပြီးတော့ကောက်လို့မရဘူးဗျာနော်အာတချို့လဲလာတယ်လာတယ်ဆိုလို့ရှိရင်နည်းနည်းလို့လွယ်ကူတဲ့ဟာတွေကတော့ okay တဲ့ page ကိုဘယ်လောက်ဆိုပြီးလို့လုတ်ပေးလိုက်တာတွေတော့ရှိတော့ရှိတယ်ဗျာဒါပေမဲ့ဒီ website ပေါ်မှာဘယ်လောက်ထိကျွန်တော်တို့ရေးရတာရှုပ်ထွေးလဲရှုပ်ထွေးတဲ့ပုံမှာကျွန်တော်အချိန်အများကြီးယူရတယ်အုံနောက်တွေအများကြီးတုံးရတယ်အဲ့ဒီပုံမှာကျွန်တော်ကအာဈေးနှုန်းတွက်ထုတ်တာပေါ့နော်ဘယ်လိုဖြစ်တင်လဲဘယ်လိုဖြစ်တင်လဲဆိုတာအာတချို့ကြတော့လဲ ဟိုဘယ်လိုပြောမလဲကျွန်တော်ပြောတဲ့ဟာကိုဟိုဈေးကိုမကြိုက်တာမျိုးတွေလည်းခဏခဏကြုံရတယ်ပေါ့နော်သူတို့အတွက်အဆင်မပြေတာပေါ့ဗျာဒါပေမဲ့ဘာလို့သူတို့လိုချင်တဲ့ဟာများတယ်ကျွန်တော်ဥပမာလေးတစ်ခုပြောပြမှာဗျာ website တစ်ခုကိုအာ multi language နဲ့ရေးမယ်တစ်ဆိုင်လုံးကိုဗျာဥပမာအင်္ဂလိပ်မြန်မာထိုင်းစသဖြင့်သုံးပါလာကျွန်တော်လုပ်မယ်ဆိုလို့ရှင်ဟိုဘာသာတစ်ခုတစ်ခုပြောင်းမှုတော့တစ်ဆိုင်လုံးနှိပါးကိုအဲ့လိုမျိုးပြန်ပြီးတော့ရေးရတာမျိုးတွေပေါ့နော် database ကနေလောက်ရတဲ့အပိုင်းတော်တော်ဒါ developer တွေပြောတာပေါ့နော်တော်တော်ပေါ့နော်ဒါပေမဲ့ ရေးရတာနေရာတိုင်းမှာကိုအကုန်လုံးလိုက်ပြီးတော့ရေးရတော်တော်လေးရှုပ်ထွေးတယ်။အဲ့ဒီဟာဘလိုနီးလန်းထဲမှာအာတက်မှုနဲ့တဲ့ဈေးနဲ့မရနိုင်ဘူးပေါ့နော်။အဲ့လိုလိုမျိုးပေါ့နော်။အဲ့လိုမျိုးကိစ္စတွေတော့ရှိတယ်ပေါ့ဗျာ။ Okay ။နောက်ထပ်တတိယတစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ development အာ process တွေစပြီးတော့အာလုပ်တယ်ပေါ့နော်။ development process တွေစပြီးလုပ်တဲ့အခါမှာကျွန်တော်ဥပမာအဲဒီနေ့ကျွန်တော်နည်းနည်းဟိုဟိုဒီဒီကျွန်တော်ရေးလိုက်တယ်။ ရေးပြီးသွားတယ်ရေးလဲရေးတယ်ဥမာ2ရက်3ရက်လောက်ကြာတယ်ရုပ်လုံးတစ်ခုထွက်လာပြီဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့အာကိုပါ live server မှာသူ့ကိုတင်ပေးလိုက်တယ်ရောဒီမှာပြန်ကြည့်လို့ရပြီကျွန်တော်ဒီကတော့ကျွန်တော်ရဲ့ activity ကိုပြတာပေါ့နော်အာဒါမင်းအောင်ကလုပ်နေတယ်ဆိုတော့အကြောင်းကိုသူ့ကိုပြောပြတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကအများရန်ပြနေတယ်ပေါ့နော်ဒါပေမဲ့ development ဆက်ပြီးတော့လုပ်တယ်ဆိုကျွန်တော်ဘာကိုဆက်ပြီးလုပ်လဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြမယ်ပထမဆုံးဒီ scope delay data ညှိနှိုင်းသွားပြီညှိနှိုင်းသွားပြီဆိုတာ ਨੇ database အာအထိုင်ကိုအရင်ချတာပေါ့နော် ကျွန်တော်ကတော့ဟိုလာရယ်ပဲတုံးတာများတယ်ဘာဖြစ်လို့ဆိုတော့လာရယ်ပဲရေးရတာတအားမြန်လို့ဗျာအနုတ်ကြီးရစနဲ့လာရယ်ပဲနဲ့တကယ်ရှင်းပြီးရေးလို့ရတယ်တအားမြန်တဲ့လာရယ်ပဲနဲ့ရေးရတာအဲ့တော့လာရယ်ပဲနဲ့ပဲတုံးတယ်ပေါ့နော်လာလာရယ်ပဲတုံးတယ်အမှ database အာ structure ကိုကျွန်တော်ကအယူ text file နဲ့ပဲကျွန်တော်ဆွဲလိုက်တယ်အဲ့ဒီ project ထဲမှာပဲ text file တခုယူပြီးတော့ကျွန်တော်ဆွဲလိုက်တယ်ပြီးသွားပြီဆိုတာနဲ့ဒီ relationship တွေတခါတည်းဖန်တီးတယ်ပေါ့နော် text file ပေါ်မှာပဲကျွန်တော်ဖန်တီးတာ ပြီးရင်အဲ့ဒီ database မှာနည်းနည်း tweak လုပ်ရတဲ့ဟာမျိုးလေးတွေရှိတယ်အဲ့လို tweak လုပ်ရတဲ့ဟာမျိုးလေးဆိုကျွန်တော်အဲ့လို comment လေးပေးပေးထားခဲ့တယ်ဗောနော်ဒါကဒီ column လေးကဘာကြောင့်ဘာကြောင့်ဘာကြောင့်ထည့်ထားတာဘယ်နေရာနေလောက်လိုက်ဒီ column ကိုဘယ်လိုပြင်သွားမှာစသဖြင့်ဗောနော်အဲ့လိုမျိုးလေးအာ note လေးတွေမှတ်ထားတယ်ဗောနော်အဲ့ဒီ text file မှာပဲအကုန်လုံးသိမ်းထားတာပြီးသွားပြီဆိုမှအဲ့ကောင်ကိုအတီးပြူပြီးသွားပြီဆိုမှအန်ဒီကတော့ဟိုတည်တည်ချာချာကြီးတော့ဟုတ်ချင်မှာတော့ဟုတ်မယ်ဗောနော်ရင်းနေနဲ့အာပြင်ရတာလေးပါလေးတော့ဒါရှိတာဗောနော်ကွက်တီတော့ကျွန်တော်ချလို့မရဘူးဗောနော် အဲ့ဒါပြီးသွားပြီဆိုမှဘာဆက်လုပ်လဲဆိုတော့ဒီ layer ရဲ့ဒီ model model ဒီ migration တွေဒီလိုခန့်အာ relationship တွေအားလုံးအာတန်းပြီးတော့အကုန်လုံးအဲ့ဒီဟာတစ်ပိုင်းပဲလောက်တာဗျာအကုန်လုံးအဲ့ဒီတစ်ပိုင်းကိုပဲထပ်ပြီးတော့အာရေးထုတ်လိုက်တယ်ပြီးသွားပြီဆိုမှကျွန်တော်တို့မှ authentication လာအဲ admin ကိစ္စတွေပါတယ်ဆိုလို့ရှိရင်အာ admin found တွေပါတယ်ဆွဲထုတ်ပြီးတော့အဲ့ကနေအာတစ်ဆင့်ချင်းစီရေးသွားတာပေါ့နော်အဲ့ဒီ development အဲအဲ့လိုမျိုးကိစ္စတွေပြီးသွားပြီဆိုမှနောက်ပိုင်းမှာ အာကျွန်တော်တို့သတ်မှတ်ထားတယ်ခုန pricing မှာအလိုဟိုဟာတွေပါပြီးသားအာငါတို့ကဒီဟာကို VPS server ပေါ်မှာ အတင်ပေးမယ်ပြီးရင်အာ SSL တွေပါတယ် free ထည့်ပေးမယ်ပါညာပေါ့ဗျာအဲ့ဒီဒါရင်အလို deployment process ပေါ့ဆက်ပြီးတော့လောက်တာပေါ့နော်အဲ့မှကျွန်တော်ကဟိုနည်းနည်းလေးကျွန်တော်အတွက်အဲ့လိုမျိုးညံတဲ့နီလန်ညံတဲ့ဟာလေးတကူရှိရဗျာဘာလဲဆိုတော့ကျွန်တော် live တင်ပေးထားတော့သူတို့ကကျွန်တော်ထပ်ပြီးတော့ development လုပ်နေစဉ်ကာလအတွင်းမှာသူတို့ကိုယ်တိုင်လည်းအာထပ်ပြီးတော့ဒါကိုစစ်နေလို့ရတယ်ဗျာကျွန်တော်ပြီးသမျှဟာကိုသူတို့ရောဒါကြီးကြီးအာစမ်းကြီးစကြီးပေါ့နော်အဲလိုမျိုးသူစစ်နေလို့ရအဲဆိုသူတို့ကနေကျွန်တော်ကိုပြန်ပြီးတော့ထုတ်ပေးတယ်ဒီဟာလေးတွေပြင်နေတယ်ဒီဟာလေးတွေပြင်နေတယ်ဒါဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့လှုပ်လှဆဆက်ရေးလှဆဟာကိုကျွန်တော်ရက်ထားပြီးတော့အဲဒီသူတို့ပြောတဲ့ဟာအရင်ပြင်ပြီးတော့အာတင်ပေးလိုက်တယ်ပြီးရင်ကျွန်တော်လှုပ်เสียရရှိတာအာဆက်ပြီးတော့လှုပ်တယ်ပေါ့နော်အဲတော့အာကျွန်တော်တို့မှာ ဒီကျွန်တော် development လုပ်နေတဲ့ကာလာက testing ကာလာနဲ့အဲ့လိုမျိုးတော်တော်ပြီးတော့ညှိညီလို့ရတယ်ပေါ့နော်ဟို testing လုပ်တဲ့အချိန်တအားလေးယော့သွားတယ်ပေါ့ဗျာအဲ့လိုမျိုးအာပြောရမှာပေါ့နော် okay အဲ့တော့ဒီ area ကြီးအားလုံးကကျွန်တော်အခု freelance လုပ်တဲ့အခါမှာအာကျွန်တော်လုပ်သွားတဲ့ဒါလုပ်ငန်းစဉ်အစဉ်အဆက်ပေါ့နော်ဒါကတော့ကျွန်တော်စကားနဲ့ပဲပြောလိုက်တာဆိုတော့နည်းနည်းလေးအချမ်းပြင်းတော့အာဆန်တယ်ဗျာနော်ဒါပေမဲ့အပြင်မှာတကယ်အာလုပ်ရတဲ့ဟာကြတော့တအားကြီးတော့လေ အာရွေးရှင်းမနေဘူးတချို့ဟာကြောက်လဲရွေးရှင်းတယ်ပေါ့ဗျာโอเคโอเคအဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုရောက်မှာဆက်ပြီးတော့တွေ့ကြမယ်အားလုံးကျေးဇူးပါ